ဖေးမြင့်နှလုံးသားအာဟာရနှစ်ပို့လျက်နှင့်သားမွေးဆိုင်ရှင်ဒေါသဖြင့်လဲနှောက်ချောင်းပြံမကြီးနှင့်ကြောက်စိတ်ဖြင့်လဲရှည်ရီးမတွေ့တော့နှင့်ပညာတတိဖြင့်သာဝင်းကျင်ကိုရှုမြင်မှဂျင်းတာပါရုရှားပြည်ကြီးကို နပိုလီယံကျူးကျော်တိုက်ခတ်စဉ်ကာလမျိုးကလေးတစ်မျိုးအတွင်းစစ်ခင်းကြစေနပိုလီယံနှင့် သူ့နောက်လိုက်နောက်ပါတွင်အမှတ်မထင်လူစုကွဲသွားကြသည် ရရှာကော့ဆက်စစ်သားတခုကသူ့ကိုမြင်သွားပြီးနောက်ကတရက်ချမ်းလိုက်သည်။ကိုယ့်ကောက်သောလမ်းသေးလမ်းသွေများကြားအသက်ကိုလူရည်ပြေးလာခဲ့ပြီးလမ်းမြောင်တခုတည်းရှိတားမွေးတဲ့အယောင်းဆိုင်ဒီဇိုင်းတွေအလေးဝင်ခိုသည်။ဆိုင်ရှင်ကိုမြင်တော့ကဲစမ်းပါဗျာ။ကဲစမ်းပါအောင်ကျွန်တော်ဘယ်မှာပုံရမလဲ။တောင်းမှန်တူရှူသောလေတံဖြင့်နပိုလီယံအမော်ဒဂွန်မိသည်။ဆိုင်ရှင်ကအဲ့ဒီတောင်းက တောင်းမွေးပူကြီးအောက်အမြန်ဝင်ဟုဆိုပြီးနပိုလီယံအားအပေါ်မှတောင်းမွေးရဲ့တထက်ကြီးဖုံးမိပီးထားသည်ဖုံးမိပြီးရုံရှိသည်ကော့ဆက်တွေအခန်းထဲအော်ဟစ်ပြီးပြေးဝင်လာကြသည်ဘယ်မလန်းဟိဒီဆိုင်နဲ့ဝင်သွားတာငါတို့မြင်လိုက်တယ်ဆန်ရှင်ကညင်းသည် သို့တော့သူတောင်းမေ့နေသည့်ကြားကပင် ကော့ဆက်တွေတဆိုင်လုံးဆွဲလဲမှွေနောက်က နပိုလီယံကိုရှာကြသည် တာမွေပုန်ကြီးကိုဓာတ်တွေနဲ့ဒဆဆထိုးကြည့်ကြသည်မတွေ့နောက်ဆုံးသူတို့လက်ရှက်ပြီးထွက်သွားကြသည်အတော်ကြာတော့မှနပိုလီယံတာမွေပုန်အောင်မှတွားရီထွက်လာသည်သူဘာတရားမှမရခဲ့ဒီအခိုက်မှာပင်သူ့ကိုရံတော်တွေဆိုင်ဝါရောက်လာသည်ဒီအချိန်မှာတာမွေဆိုင်ရှင်ကနပိုလီယံအားကြီးကမရေရေမိသည်ဒီလောက်ကြီးကျယ်တဲ့ပုဂ္ဂိုလ်ကြီးကိုအမနာပါမနာမေးတယ်လို့တော့ သဘောမထပါနဲ့ခင်ဗျာတန်ခွေးပုံအောင်ရောက်နေတဲ့အချိန်နောက်တစ်ခဏမှအဆုံးစီရင်ခံရနိုင်တယ်လို့သိနေရတဲ့အချိန်ကဘလို့ခံစားရပါသလဲခင်ဗျာ နပိုလီယန်ကစက္ကနဲမတ်မတ်ရက်လိုက်ပြီးတားမွေးဆိုင်ရှင်အားဒေါသနှင်ပြောသည် နပိုလီယန်ဧကရိတယောက်လုံးကိုမထီလေးစားမေးရသလားရှိုင်းပြတဲ့ဒီတရဝါကိုဖမ်းမျက်နှာကိုပဝါနဲ့စီးပြီးချက်ချင်းတုတ်တင်စမ်းငါကိုယ်တော်မြင့်အကိုတိုင် ဒီကောင်းကို ပြစ်မိတ်ပေးမယ်။ကိုရီတော်စစ်တီတွေကတောင်းဝင်းဆိုင်ရှင်အားဝိုင်းချုပ်ပြီးအပြင်သို့ဒရွတ်ဆွဲခေါ်သွားကြသည်။သူ့ကိုနေရမှာရက်စစ်ကမျက်နှာကိုအဝါစီသည်။တောင်းဝင်းဆိုင်ရှင်သည်ဘာကူမှမမြင်ရ။သို့သောစစ်သားတွေတန်းစီတန်းဖြစ်ခန့်ရရိုက်ရတနက်များဖြစ်စကြတန်ကို သူကြားနေရသည်။လေတို့သည်ဖြင့်သူ့ကိုယ်ပေါ်ကဝစ်စားတွေလှုပ်ခတ်သွားတာပါပြင်က အေးဆက်သွားတာပြီးတော့သူ့ဒူးတွေတဆက်ဆက်တုံနေတာလဲသူသတိပြုမိနေသည်ထို့နောက်နပိုလီယံလေကြောင်းရှင်းလိုက်ပြီးတက်ဆင်ခြင်းမိတ်ပေးတဲ့သူကြရသည်အသင့်ပြင်းချိန်လောလောဆယ်သူသိမှတ်နေရသည်အကြအယုံအထီးတွေ့အယုံကလေးသည်ပင်အချိန်အနည်းငယ်အတွင်းသူ့ထံမှထာဝရနှုတ်ပယ်ခြင်းခံရတော့မည်ဟုသည့်အတွေ့ကိုအမျိုးမြင်မဖော်ပြနိုင်သည့်ဝေဒနာတစ်ခု သူ့ကိုလွှမ်းမိုးလာပြီး ပါပြင့်ပေါ်သို့မျက်ရည်တွေတွေစီးကြလာသည်အတော်ကြီးကြအောင်တိတ်ဆိတ်ငြိမ်သက်နေပြီးနောက်တွင် သူ့အနီးသို့ချင်းကပ်လာသည့်ခြေသံများတောင်းမွေ့ဆန်ရှင်ကြရသည် ထို့နောက်သူ့မျက်နှာမှစီးထားသည့်အဝတ်ကိုဖြီးပေးသည် ရုတ်တရက်တိုးဝင်လာသည့်နေရာကြောင့်သူ့အမြင်အာရုံတွေမသေးခွဲသို့သောမှုံယွေဝါဖြစ်နေသည့်ကြားကပင်သူ့အားဖောက်ထွေးမတက်စူးစိုက်ကြည့်နေသည့်နပိုလီယန်၏မျက်လုံးစုံကို သူမြင်နေရသည်ဒီမျက်လုံးများကသူတကိုယ်လုံးကိုတရောင်းတထာနာမှမချမ်းအသေးစိတ်ဖော်ထုတ်သိမြင်သွားသည်ဟန်ပင်ဒီနောက်နပိုလီယန်ဤလေးတန်အေးအေးနှင့်ပင်ပြောလိုက်သည်ကဲအခုတော့မင်းသိပြီမဟုတ်လားတဲ့